အခုလိုအကြောင်းရင်းတွေကြောင့်ထိတ်တန့်မင်းသမီးဖြစ်လာတော့မယ်ရခိုင်တရုတ်ဆောင်မင်းသမီးရမုံမြင့်မြတ်ပရိသတ်များအားလုံးမင်္ဂလာပါရှင်အီဂရစ်ဒိုင်ယာရီကနေပြန်လည်ကြိုဆိုလိုက်ပါတယ် ဒီနေ့မှာတော့မြန်မာနုပညာလောကမှာတဖြည်းဖြည်းနဲ့နေရာတနေရာကိုခိုင်ခိုင်မာမာရယူလာနေပြီဖြစ်တဲ့မျိုးဆက်တဲ့ကျဲဝင်လေးတွင်အကြောင်းကိုပရိသတ်ကြီးနဲ့အတူတူရှင်ခုံရင်းနဲ့ပြောပြပေးကြပါတယ်။သူမကတော့ရခိုင်တိုင်းဒေသလေးတဦးဖြစ်ပြီးတော့လက်ရှိမှာတော့သူမရဲ့အနုပညာအရေးသေးတွေအကြောင်းအားလုံးကအနာဂတ်ရဲ့ထိတ်တဲမင်းသမီးတစ်လပ်ဖြစ်နေတဲ့တညီတညွတ်သေးသတ်မှတ်ထားကြတဲ့မင်းသမီးကျော်လေးရမုံမြင့်မြတ်ပဲဖြစ်ပါရဲ့ရှင်။ ရမုံမြင့်မြတ်ကိုဘလို့အချက်တွေကအခုလိုမျိုးထိတ်တန့်မင်းသမီးတယောက်ဖြစ်လာဖို့တွန်းအားပေးနေတာလဲပထမဆုံးအချက်ကတော့သူမရဲ့မစုံမနစ်တဲ့ကြိုးစားမှုနဲ့တရုတ်ဆောင်ပညာပေါ်မှာထားတဲ့အလေးနဲ့ထားမှုပါပဲပရိသတ်တွေသူမကိုစတင်တတိပြုမိခဲ့ကြတာကတော့ကာယံလဲမြတ်တာဇလန်တွေကနေပါ ဒီဇလန်တွဲမှာမင်းသမီးကျော်မင်းမြင့်မွန်နဲ့သူတယောက်ဆောင်ခဲ့ရပေမဲ့သူမရဲ့ဇက်ကောင်နေရာကိုလုံးဝမေးမိတ်မသွားစေဘဲနဲ့ပြည်သက်တွေရဲ့ရင်ထဲကိုတိုးဝင်နေရယူနိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်ကလေးကဒီကောင်မလေးမှာအယူချင်းရှိတယ်ဆိုပြီးတော့အားလုံးကအတိအမှတ်ပြုခဲ့ကြတာပါ။ဒုတိယချက်ကတော့သူမဟာခရီးတာပေါ်မှာဘောင်းခက်မထားပဲအစွမ်းကုန်အနစ်နာခံတရုပ်ဆောင်နိုင်တာပဲဖြစ်ပါတယ်။ညမင်္ဂလာရုပ်ရှင်ဇာတ်ကားကြီးမှာဆိုရင်ထိတ်တန်းမင်းသားတယောက်ဖြစ်တဲ့အကယ်ဒမီနေတိုးနဲ့အတူ တရုတ်ဆောင်ရတဲ့အခါမှာတောင်လုံးဝအရှိန်ရော့မသွားဘဲနဲ့သူ့ရဲ့ character ကို အပြည့်ပြည့်စုံတရုတ်ဆောင်နိုင်ခဲ့ရကြောင်းဝေဖန်ရေးသမားတွေရဲ့ချီးကျူးမှုတွေကိုရရှိခဲ့ရပါ အရင်အနေငယ်ပို့တယ်ဆိုတဲ့အချက်လေးကလွဲရင်သူမရဲ့တရုတ်ဆောင်မှုမှာအပြည့်ပြောစရာမရှိဘူးလို့တောင်မှတ်ချက်ပေးခဲ့ကြပါတယ် drama ဇာတ်ရုပ်တွေကိုပရိသတ်ကိုမျက်ရည်ဝိုင်းစေနိုင်တယ်လို့ဟာတာဇာတ်ကားတွေမှာလည်းပုပ်ပုပ်ပါပါနဲ့ရေမောအောင်ဖန်တီးနိုင်တာကောင် သူမရဲ့ထူးခြားတဲ့အရေးချင်းတစ်ခုပါပဲအခုနောက်ဆုံးအနေနဲ့အရေးကြီးဆုံးအချက်ကတော့သူမရဲ့အနုပညာအရေးသွေးတွေကအချိန်နဲ့မျှရင်းချက်တိုးတက်လာနေရဆိုတာပါပဲလက်တလုံးမှာထွက်ရှိလာတဲ့မင်းသားရှင်မွေလာနဲ့အတူခေါင်းဆောင်မင်းသမီးအဖြစ်နဲ့ပါဝင်ထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးရဲ့ trailer ဟာတက်သေးပါပဲအဲ့ဒီ trailer တွေကဇဝင်ကန်တချို့မှာပြသထားတဲ့ရမုံမြင့်မြတ်ရဲ့မျက်နှာအမှုရာခံစားချက်ကိုဖော်ပြတဲ့ပုံစံနဲ့ dialogue ပြောဆိုပုံတွေကအရင်ကထက်အစာပေါင်းများစွာပုံမကောင်းမွန်လာတာကိုတွေ့ရမှာပါကြည်နေ ပြည်သက်တွေတောင်းဒါရမုံမြင့်မြတ်ဟုတ်ရင်လားလို့အင်အားသင့်သွားရလောက်တဲ့အထိသူမရဲ့တယောက်ဆောင်မှုကအသက်ပါလွန်နေရပါ။ဒီထရိလာတခုရဲနဲ့တင်သူမဟာအကယ်ဒမီဆုတွေကိုစိန်ခေါ်နိုင်လောက်တဲ့အည်သွေးအပြည့်ရှိနေပြီဆိုတာကိုပရိသတ်တွေကိုပြသလိုက်နိုင်ခဲ့ပါတယ်။ဒီအချက်တွေအားလုံးကိုခြုံငုံပြီးတော့ကြည့်လိုက်ရင်ရခိုင်တိုင်းရင်းသူလေးရမုံမြင့်မြတ်ကအလားပါကိုပဲအာကိုနေရဲ့မင်းသမီးတရားမဟုတ်ပဲ တကယ်ကိုထူးချွန်တဲ့တရုတ်ဆောင်အကြီးချင်းစူးစမ်းအထောက်မှုတွေနဲ့အနုပညာပေါ်မှာထားတဲ့စိတ်ဓာတ်ကောင်းတွေကြောင့်မကြခင်မှာပဲမြန်မာရုပ်ရှင်လောကရဲ့ထိတ်ဆုံးနေရာမှာဂုံယူစွာနဲ့ရည်တည်နိုင်တော့မှာသိကြပါရဲ့ရှင်။ ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ကရောမင်းသမီးကျော်လေးရမုံမြမြရဲ့အမှုပညာကိုဘလောက်ထိနှစ်သက်အားပေးကြပါသလဲ။သူမရဲ့ဘဲဇက်ကောင်ကိုပူပြီးတော့အကြိုက်ဆုံးလေ။တကယ်ပဲမြန်မာနိုင်ငံရဲ့ထိတ်တန်းမင်းသမီးတယောက်ဖြစ်လာနိုင်မယ်လို့ယုံကြည်ကြပါသလား။ကိုမမမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးဝင်ရောက်ဆွေးနွေးပေးပါဦးနော်။ကြည့်ရှုပေးခဲ့တဲ့အတွက်ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။